အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ week နိုင်ငံခြားဆေးရုံများဝန်ဆောင်မှုရုံမှတာဝန်ခံဆရာဝန်ဒေါက်တာသင်းသင်းဖြစ်ပါရရှင်လူခဏကူမှာနှလုံးကိုအခန်းလေးကမ်းမြင့်ဖွဲ့စည်းထားတော့တည်ကြပြီးဖြစ်မှာပါနှလုံးသွေးလှည့်အဖွဲ့အစည်းမှာဒီနှလုံးသွေးနောက်ပြန်စီစဉ်တာတွေဖြစ်စေဖို့အတွက်နှလုံးအခန်းနေကြမှာဒါမှမဟုတ်ရင်နှလုံးအခန်းနဲ့သွေးကြောတွေကြမှာနှလုံးဆိုးရှင်လေးခုနဲ့ကာကွယ်ထားရပါတယ်။နှလုံးဆိုးရှင်တွေမလုံတာဒါမှမဟုတ်ကျဉ်းတာမျိုးဖြစ်တဲ့ဆိုရင်တော့ယောဂလက္ခဏာနဲ့အသက်အရွယ်ပေါ်မှာမူတည်ပြီးတော့နှလုံးဆိုးရှင်ပ ြုတ်ပြင်တာဒါမှမဟုတ်ရင်အစ်စ်လဲတာတွေမျိုးပြုလုပ်ရနိုင်ပါတယ်အဲဒီကုသနည်းတွေကိုတော့နံရိုးပို့ဖွင့်ပြီးတော့တမယိုးကြခွဲစိတ်ကုသတာအထိကိမှုအနည်းဆုံးဖြင့်ခွဲစိတ်ကုသတာဆက်ရုပ်နည်းပညာသုံးခွဲစိတ်ကုသတာတွေအပြင်ကိုခွဲစိတ်ကုသစရာမလိုတဲ့နောက်ဆုံးပေါ်တာဗီနည်းပညာလည်းရှိပါတယ် transcatheter aortic valve implantation လို့ခေါ်တဲ့ဒီနည်းပညာကအာကက်သီဒါဘိုက်ကိုပေါင်သွေးကြောမှတဆင့်ထည့်ပြီးတော့ဒီယောဂဖြစ်နေတဲ့နှလုံးဆိုးရှင်နေရာမှာအဆိုးရှင်အစ်စ် direct စားထိုးခြင်းပဲဖြစ်ပါတ ယ်ဒီနည်းပညာကိုတော့အသက်ကြီးတဲ့လူနာတွေခွဲစိတ်ဖို့ကြောက်တဲ့လူနာတွေနဲ့အာပူးတွက်ယောဂတွေအကြောင်းခွဲစိတ်ကုသဖို့အတွက်ကိုဘေးထွက်ဆိုးကျိုးများတဲ့လူနာတွေမှာအသုံးပြုပြီးတော့အထူးသင့်တော်ပါတယ်ရှင်ကိုကဘယ်နည်းလမ်းနဲ့သင့်တော်မလဲဆိုတာကိုတော့သက်ဆိုင်ရာနှလုံးသမားတော်နဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်မိမိတို့ရဲ့နှလုံးဆိုးရှင်ယောဂါကိုနိုင်ငံခြားအစည်းအရုံးတွေမှာကုသမှုခံယူခြင်းနဲ့ဆိုရင်တော့ခရီးစဉ်အစလေဆုံးစင်လေချုံမွေအောင် ကုညီဆောင်ရွက်ပေးမယ်ကျမတို့ဝီခဲနိုင်ငံခြားအစည်းအရုံးများဝန်ဆောင်မှုရုပ်ကိုဆက်သွယ်လိုက်ပါရှင်